အာဆနယ်သင်းနှင်းပြအာဒီတာကယူဂရက်စ်ရဲ့တရားဟာစိုးရိမ်စရာကောင်းတယ်လို့ပြောကြခဲ့ပါတယ်။ယူဂရက်စ်၂၈နှစ်ဟာဘန်လီနဲ့ပွဲမှာအဖွင့်ကိုသွင်းခဲ့ပေမဲ့တရားရခဲ့လို့ပထမပိုင်းမှာပဲလူစားလဲခံခဲ့ရပါတယ်။၎င်းဟာအခုရာသီပရီးမီးယားလိပြန်ပွဲမှာအာဆနယ်အသင်းအတွက်၄ဂိုးသင်းယူပေးထားပါတယ်။ဒါပေမဲ့ဘန်လီနဲ့ပွဲပြီးကလေးကအသင်းနဲ့အတူလိချင်ကန်မစင်းနိုင်ပဲယနေ့ကစားမိန်ဆလာဗီးယားပရက်စ်နဲ့ချန်ပီယံလိမှာလဲပေါင်းဝင်မကစားနိုင်ပါဘူး။ယူဂရက်စ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးအာဒီတာက မကစားနိုင်ဘူးသူ့ကိုလုံးဝအားမရဘူးသူဒီနေ့မလေးကျင့်နိုင်ခဲ့ဘူးလာမယ့်ရက်အနေငယ်အတွင်းဒံယာချီနေကိုတီးဖို့စမ်းသက်စစ်ဆေးမှုတွေထပ်လုပ်သွားမယ်ကျွန်တော်အနေနဲ့စိုးရိမ်မိပါတယ်ဘာဖြစ်လဲဆိုတော့ သူ့မှာကြွက်သားနဲ့ပတ်သက်ပြီးဖြစ်ခဲ့တာမရှိခဲ့လို့ပါပဲ။သူကကွင်းထဲကနေထွက်ဖို့လိုခဲ့တယ်။သူတစုံတရာကိုခန်းစားခဲ့ရတယ်။ဒါဟာကောင်းမွန်တဲ့လက္ခဏာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။အထူးသဖြင့်ပောက်ကွဲအားပြင်းထန်တဲ့ကစားသမားတယောက်အတွက်ပေါ့။ဒဏ်ရာရှင်တွေနဲ့ပတ်သက်ပြီးသိရှိနားလည်ဖို့ကျွန်တော်တို့ပိုလေ့လာနေပါတယ်။ကျွန်တော်တို့ပဲတီးတဲ့ချင်းတွေကိုကြီးညာပါမယ်လို့အာတီတာက ပြောခဲ့ပါတယ်။ဒါအပြင်အာတီတာကအာဆင်နယ်အသင်းမှာ ဟာဗတ်မာတီနယ်လီမာဒူအေဂီ ကျေးဇူးအပါအဝင်ဒရန်ရတဲ့ကစားသမား9ဦးလောက်ရှိတယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။